2025ခုနှစ်ဇွန်လ6ရက်နေ့မြန်မာစံတော်ချိန်ညနေ6နာရီအချိန်ထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်ညနေ6နာရီအချိန်တိုင်းထွာချက်များ အရကပ်ပလီပင်လယ်ပြင်နှင့်မင်္ဂလာပင်လယ်အော်တို့တွင်မုတ်တုံလေးအားကောင်းလာနိုင်မှုကြောင့်လကောင်းအရှိတ်ဘက်မှရွေရှားလာသောလေဝေလိုင်းများ၏အချိန်ကြောင့်လကောင်းဇွန်လ9ရက်နေ့မှဇွန်လ15ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေအဝရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်၊တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်နေရာစိတ်စိတ်မှ နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးအချို့ဒေသများတွင်ဒေသအလိုက်နှင့်နေရာကွက်၍မိုးကြီးမီသို့ဖြစ်ပါ၍မိုးသေးထန်စွာရွာသွန်းခြင်းနှင့်အတူ ၊လေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်း၊မိုးသီးကြွေခြင်း၊လျှက်တပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့်သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့်အဆိုပါဒေတာများရှိကုန်းမြေဒေတာအနီးတွင် နေထိုင်ကြသူများအနေဖြင့်မြေပြုံမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်များအနီးတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကို ချိုတင်သတိပြုရှောင်ရှားနိုင်ပါရဲ့နှင့်ပြည်ရင်းရေချောင်းသွာလာရေးနှင့်နေချောင်းပြန်တန်းရေးအနေဖြင့်လဲချိုတင်သတိပြုနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါသည်